မန္တလေးမှာဧပြီလ15ရက်ကစလို့ဒီကနေ့ထိငလင်ငယ်နဲ့မိုးရွာသွန်းမှုတွေကြောင့်ငလင်တန်တဲ့အဆောက်အုံ၃လုံးထပ်မနေပြိုကျမှုတွေဖြစ်ခဲ့တယ်လို့ဒေသခံတို့နဲ့အကူအညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒီကနေ့မနက်2နာရီကျော်ကလေမန္တလေးမြို့မဟာအောင်မြေမြို့နယ်ပဲပုတ်တန်းရဲ့89လမ်း36 38လမ်းပေါ်မှာရှိတဲ့ငလင်တန်းကြောင့်ပြိုကျနေတဲ့အဆောက်အုံတလုံးဟာမိုးရွာသွန်းမှုကြောင့်ထပ်မံပြိုကျမှုဖြစ်ခဲ့ပါသေးတယ်။ ပြူချခဲ့တဲ့အဆောင်အနီးတဝိုက်ကဒေသခံတွေကိုတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းခိုင်းထားတဲ့အတွက်အခုပြူချမှုဟာလူထိခိုက်မှုမျိုးတော့မရှိဘူးလို့လူမှုကွန်ရီကယ်ဆယ်ရေးလုပ်ပေးနေသူတူကဆိုပါတယ်။ခုချိန်တော့မှတိုက်ကတော့ကျွန်တော်ပြောပြူလက်ဆဆက်ပြူနေဒါပေမဲ့အလုံးလုံးကြီးတော့ပြူချသွားမှာမဟုတ်ဘူး။ तू ကဘေးအိမ်တွေကိုမပြီးဘူး။ तू မှဓာကျိုးသုံးကျိုးကဓာကျိုးကခံမေးသွားတဲ့အတွက်ဘေးအိမ်တွေဘက်ကိုကျွန်တော်တို့ပြူမကြရလို့ပြောရမှာပေါ့။တော်တော်လေးကျွန်တော်တို့မလေးညမလေးညကျွန်တော်အဲမိုးရတဲ့မှာကျွန်တော်တော်တော်လေးကြာယူကျွန်တော်စောင့်ကြည့်နေဗျာ။ဓာကျိုးကလည်း ဟိုဟာပေါ့ဘယ်လိုပြောမလဲမတကြိုးနဲ့ထောက်ပေးထားတဲ့ပုံစံဖြစ်နေပါဗော။မင်းညမှာမင်းအဲ့လိုကကြပါပဲ။မြင်းတိုင်းရွာတော့မို့မင်းညတော့ကျွန်တော်တညမင်းညရွာတယ်ဗျ။ရွာတဲ့အချိန်မှာကျွန်တော်တို့တော့ရောက်အိုက်နာအိမ်ကြီးကဖုန်းဆက်ကျွန်တော်တော့ရောက်သွားကူညီပေးရဗျ။ဟာတော့တော့ရောက်ပေါ့ကျွန်တော်လည်းအကုန်လုံးကျွန်တော်ကျွန်တော်ပိုက်ဝန်းကျင်ဆိုတာဒါအခုဖြစ်တဲ့ဟာကျွန်တော်ပိုက်ဝန်းကျင်လို့ပြောအောင်ပေါ့ကျွန်တော်ရုံးရဲ့အော်ဆင်းလို့ပြောအောင်ပေါ့နော်။ကျွန်တော်တို့ကတော့အမြဲတမ်းကျွန်တော်တို့ပတ်ကြည့်ရပတ်ကြည့်လို့ဟိုဟာတဲ့ဆိုရင်ကျွန်တော်တို့ကပတ်ဒီတခါလေပုံမင်းညကျွန်တော်တို့ဆိုလည်းမင်းညချက်ချင်းအဲ့နာမှာရှိရဲ့အိမ်တော့အိမ်အိမ်ပေါ့ကျွန်တော်တို့တဲ့နေရာကိုသူတို့ဆွတ်ပေးထားတာပေါ့ ငလင်ကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့လူနေအိမ်တိုက်တာတွေအများပြားရှိခဲ့ပြီးလက်ရှိအချိန်ထိဖြိုချရှင်းလင်းရေးတွေကအလုံးစုံမပြီးသေးပါဘူး။ဒါကြောင့်အန်ဒီအရှိအဆောင်တွေရဲ့အနီးပတ်ဝန်းကျင်ကဒေသခံတွေဟာထိတ်လန့်နေရပြီးအများဆုံးဖြိုချရှင်းလင်းနိုင်ဖို့ကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကတေချာထိထိရောက်ရောက်ဆောင်ရွက်ပေးစီခြင်းနဲ့လို့ဒေသခံတွေကဆိုပါတယ်။ဖြည့်လာဖြစ်မှာပဲဖြစ်မှာပဲဆိုတော့အခုကဖြတ်ဖြတ်ဖို့လည်းမလွယ်တော့ဘူးဆိုတော့ဖြတ်ဖို့လည်းသူတို့ခွင့်ပြုတဲ့ရောင်းမှဖြတ်ရမှာဆိုတော့ ဖြတ်ဖို့လည်းမလွယ်တော့အဆောင်ကြီးကလည်းအဆောင်ကြီးတွေတိုင်းထားနေမှာထားရတာမှာပဲလေအဲကြတော့လူတွေကတော့သူတို့နဲ့အဲအပြက်စွာတွေနဲ့ပြိုတဲ့ဟာတွေနဲ့ဝေးအောင်နေဖို့ပဲဒါဒါဒါပဲတနိုင်တာအဲသူတို့လည်းအဲဘေးအိမ်တွေကတော့မနေကြဘူးလေဓမာယုံတွေဘောတို့အဲ့လိုကဲစဲရေးစခန်းတွေမှာသွားနေကြတာပေါ့ဟိုမန်လေးအစကနေမိုးနေနေရွာနေရေချမ်းနေမျိုးဆိုတော့အဲ့လိုရေဝိတာနဲ့ဟိုလောက်ထားတဲ့အချိန်နဲ့ချောင်းနေတဲ့ဖောင်ဒေးရှင်းပတ်ကြားအပ်တွေကနေရေတွေစိတ်ဝင်ပဲနင်းနဲ့မဆိုပြို့မှာပဲဆက်ပြို့မှာပဲ လှုပ်တာတော့တိုက်ကတိုက်ပြအကုန်လုံးကအောက်ခြေတွေကခြောင်းနေကြမှာလေအမားတို့လည်းမနေဘူးပြီးခဲ့တဲ့မေလ16ရက်ကလည်းငလင်နဲ့မိုးကြောင့်တစ်ပင်ပြိုကျပြီးယာယီတဲတလုံးပေါ်ပြီကလူသေဆုံးမှုဖြစ်ခဲ့သလိုမေလ10ရက်ကလည်းမိုးသက်ထန်စွာရာပြီးလေပြင်းတိုက်ခတ်ခဲ့တာကြောင့်အထက်မြင့်တိုက်ကခေါင်းမိုးလွင့်ကြကလူတို့ချို့ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ် မေလ၄ရက်ကမန္တလေးမှာမိုးရွာသွန်းခဲ့ပြီးနောက်ဆက်တွဲငလင်ကြောင်အောင်မီတာဇန်မြို့နယ်15လနဲ့86လမ်းဘက်က၈ထက်တည်းရဲ့အောက်ခြေနှစ်ထပ်မြေကြီးတဲ့ကြုံဝင်မှုဖြစ်ပွားခဲ့ပါသည်။ကြပြင်ဧပြီ15ရက်ကလည်း26ပြီးလမ်း80နဲ့81လမ်းကသုံးတက်တိုက်ပြိုကျခဲ့တယ်လို့ချန်အေးတာဇန်မြို့နယ်ပဲဝင်းရထဲကသုံးတက်ခွဲတိုက်တလုံးပြိုကျပျက်စီးခဲ့သေးတယ်လို့ဒေသခံတွေထံမှသိရပါဗျာ။